ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့နိုဗမ်ဘာလ12ရက်နေ့ည7:00နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါတော့မယ်ရှင်။နောက်ပိုင်းဝေးများကြည့်ရမယ်မင်းသားမင်းသမီးတွေကိုဦးစားပေးဖိတ်ကဇပ်ပုဆိုင်ရန်ကိုအလေးထားမဖိတ်လို့လူပြောများနေတဲ့ငယ်စဉ်ဆုံးတွေရွှေတောင်းမင်္ဂလာဝတ်စုံတွေပရမများစစ်တွေနဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ရင်တိန်းတောင်းကျော်မြတ်သွားတဲ့စုပြည့်တစင်းနဲ့ဟင်ဝီရန် ရုတ်တရက်သိမ်းမောင်းတောင်းချီဆုံးရှုံးသွားတဲ့မင်းသားလွင်မိုးရဲ့နောက်ခွဲကအကြောင်းရင်းစတဲ့သတင်းများပဲဖြစ်ပါရဲ့ရှင်။လက်ဖွဲ့ငွေအများကြီးရမယ့်မင်းသားမင်းသမီးတွေကိုဦးစားပေးဖိတ်ကဇက်ဖို့ဇက်ရံကိုအလေးထားမဖိတ်လို့လူပြောများနေရဲ့ငယ်စဉ်ဆုံးတွေ့ မကြခင်နိုဝင်ဘာလ14ရက်နေ့နိုဘိုတဲမက်ချ်မှာကျင်းပတော့မယ့်ဟင်းဝင်းရဲ့နယ်ဆိုဖီးသင်းတို့ရဲ့မင်္ဂလာပွဲကြီးကအခုဝေဖန်မှုအသစ်တွေကြောင့်ပိုပြီးတော့ပွက်လွှဲရနေပါတယ်။ပထမဆုံးအစားကတော့လက်ဖွဲ့ငွေကိစ္စပါ။ပရိသတ်တွေတည်တဲ့အတိုင်းပဲပွဲရှင်တွေကကြီးကြီးတက်ချမ်းသာတဲ့အတိုင်းဝင်းကပါဟင်းဝင်းရဲ့ဆိုတာနိုင်ငံကျော်ရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်စက်လို့ရေးကုမ္ပဏီပိုင်ရှင်ရဲ့သားပါ ဒီလောက်ကျွဲဝချမ်းသာတဲ့သူတွေရဲ့မင်္ဂလာဖြစ်ပေမဲ့သူတို့ရဲ့ခန္ဓာလာပါတဲ့ဖိတ်စာပေါ်မှာမင်္ဂလာလက်ဖွဲ့ငွေပေးခြင်းတီးခတ်မှာဆိုတဲ့စာတန်းလေးတစ်ကြောင်မပါဝင်ခဲ့ပါဘူး။ဒါကြောင့်ဒီလောက်ချမ်းသာတာတောင်လက်ဖွဲ့ငွေမျှော်ကိုးနေတရားလားဆိုပြီးတော့အစကတည်းကလူတွေကမေးခွန်းထုတ်နေရပါ။ အဲ့ဒီအတန်မတိတ်သေးခင်မှာပဲအခုပိုကြီးတဲ့ကိစ္စတခုထပ်တက်လာပါတယ်။ဒါကတော့ဧည့်သည်တွေကိုအစင်တန်းခွဲကြပြီးတော့ဖိတ်ကြားတယ်ဆိုတဲ့သတင်းမှာထွက်ပေါ်လာတဲ့အတန်တွေကနာမည်ကြီးထိတ်တန်မင်းသားမင်းသမီးတွေကိုတော့ VNB အဖြစ်သတ်မှတ်ဖိတ်ကြားပြီးတော့အနုပညာလုပ်ဖော်ကိုင်ဘဇက်ဘုတ်ဇက်ရံတွေကိုတော့တာမန်ရိုးရိုးဧည့်သည်နေနဲ့ဖိတ်ကြားတယ်လို့သိရပါပါတယ်။ ဒီနေရာမှာလူတွေကမေးခွန်းထုတ်ပါတယ် VIP လို့သတ်မှတ်ထားတာကလက်ဖွဲ့ငွေအများကြီးပေးနိုင်မယ်ထည့်နိုင်မယ်နာမည်ကြီးတွေဖြစ်လို့ဦးစားပေးရလားဇက်ဖို့ဇက်ရံတွေကြတော့အများမြင်မှာနွမ်းပါပြီးလက်ဖွဲ့ငွေအများကြီးမထည့်နိုင်လို့ယူဆပြီးတော့ဒီလိုနေရာမှာပေးနှိမ့်ချဆက်ဆံလိုက်တာလားဆိုပြီးတော့လူပြောများနေပါတယ်ပရိသတ်တို့ရောဒီကိစ္စပေါ်မှာဘယ်လိုထင်ပါသလဲရှင် ရွှေသားမင်္ဂလာဝတ်ဆုံးတွင်ပရမညာစစ်တွင်ကြီးကျယ်ခန်းနာစွာမင်္ဂလာဆောင်ရင်တိန်တတောင်းကျော်မြတ်သွားတဲ့စိုးပြေတစင်တဲ့ဟင်ဝီယံမြန်မာနိုင်ငံဆိုရှယ်မီဒီယာတခုလုံးကိုတုံ့လောက်သွားစီတဲ့တဲ့င်းကတော့မင်းသားဟင်ဝီယံနဲ့မင်းသမီးစိုးပြေတစင်တို့ရဲ့မင်္ဂလာပွဲပါပဲပရိသတ်ကြီးတို့လည်းတွေ့ကြမှာပါနူဖိုတေမတ်ကခမ်းမပြင်စင်တွင်ထိုင်းကပညာရှင်တွေနဲ့အလှဆင်ထားတဲ့တစ်ခွပန်းတွင်တက်ရောက်လာကြတဲ့ဖွေဖွေဝမ်မုံရွှေဤပါဝင်ထိတ်တန်းမှုပညာရှင်တွင် ဒါပေမဲ့အလုံးရဲ့မျက်စိကိုအကျဉ်းဆုံးပစံအဟောင်းသားဖြစ်ဆုံးကတော့တတို့သားတတို့သမီးရဲ့ဝတ်စုံမှာရွှေရောင်ချီမဟုတ်ပါဘူးရွှေသားစိတ်ကိုပိတ်တာနဲ့ရက်လုံထားတဲ့ရွှေထိုင်မသိရွှေတောင်ရှိပစုံတွေဒါပြင်တံပိုးဖြတ်မရတဲ့မိုးကုတ်ပရမများစစ်တွင်နဲ့လုံထားတဲ့ပရမများဝီယုံပရမများတပတ်တွေလူတွေကတီမင်္ဂလာပွဲရဲ့ကုန်ကြစည်ကိုမြန်မာငွေတန်း350ဝန်းကျင်လုံးခံမှန်းနေကြပါတယ် ဒါပေမဲ့ကဲကျမအခုပြောပြမယ့်အကြောင်းကပရိသတ်ကိုပို့ပြီးအားအတင်းစီမယ့်အကြောင်းပါဒီမင်္ဂလာပွဲတီတန်း350တန်းတန်မိုးရှိတဲ့အခမ်းအနားကြီးအတွက်မင်္ဂလာမောင်နှံကတပြားမှမကုန်သေးပြင်ခေါင်းစင်မှာပြောထားတဲ့အတိုင်းတိန့်တောင်းကျော်အမျက်ထွက်သွားနေဆိုတာပါပဲဘလို့ဖြစ်လို့မျက်ထွက်တယ်လဲဆိုဒါဟာတာမန်မင်္ဂလာပွဲမဟုတ်ပါဘူးဒါမြန်မာနိုင်ငံရဲ့ထိတ်တန့်မေတ္တာမင်းသမီးနှစ်ယောက်ရဲ့မင်္ဂလာပွဲပါတနိုင်ငံလုံးကအမှုပညာတိုင်ဝမ်ရောစီပွားရေးလောကပါစောင့်ကြည့်နေရတဲ့ပွဲပါ ဒီလိုပွဲမျိုးဟာစီးပွားရေးလုပ်ငန်းရှင်တွေ brand တွေအတွက်တော့အကောင်းဆုံးကြော်ညာ platform ကြီးတစ်ခုပါပဲ။ဒါကြောင့်မင်္ဂလာပွဲကျင်းပတဲ့ hotel သူတို့ရဲ့ make and la foundation ခမ်းမအပြင်စိန်မင်္ဂလာဝတ်ဆုံးအထူးသဖြင့်အခုလူပြောအများဆုံးဖြစ်နေတဲ့ရွှေနဲ့ဗရမများတွေအားလုံးဟာ sponsor တွေနဲ့ကြီးပါပဲ။တရားတလောင်းသူတို့ရဲ့စိတ်ဆက်ပွဲကလေးကစေယကရီလိုထိတ်တန့်ရတနာဆိုင်ကြီးတွေက sponsor ပေးခဲ့တာပါ။ ဝင်းပြူးစိန်ရွှေရနာဆိုင်ကြီးကမင်္ဂလာမောင်နှံဝတ်စင်တဲ့ရွှေချုံပေါ်ဝါရွှေထိုင်မသိန်းရွှေလက်ကင်ပန်းရွှေတုံရင်ရွှေတောင်ရှိပစိုးတွေကိုမြစ်တာပြင်ပန်ပိုးကူညီဆင်မြန်းပေးထားပါတယ်ဆိုပြီးတရားဝင်ကြေညာထားပါတယ်။ဒါနေမကသေးပါဘူး။ထိတ်တန်းရွှေပြင်စိန်ရွှေရနာဆိုင်ကြီးကလည်းစိုးပြတဲ့စင်ဝတ်စင်နဲ့ဗရမများဆက်တွေဗရမများဝိယုံဗရမများတပတ်တွေကိုမြစ်တာပြင်ပန်ပိုးကူညီပေးထားပါတယ်တဲ့။ စင်စာကြည့်ပါရွှေသားကိုပိတ်တာတံပိုးကြီးမိုးကိုပရံများစစ်တွေဒီနှစ်ခုရဲ့တံပိုးတင်တန်350မကပါဘူးတန်းထောင်ကြီးတံပါတယ်တခြားလူတွေမင်္ဂလာဆောင်ရင်ဒီရွှေတွေပရမများတွေဟိုတယ်ကနေပြင်ဆင်ကတွေအားလုံးကိုကိုပစံနဲ့ကိုကုန်ခံရတာပါဟိဝီယန်နဲ့စိုးပြေတစင်တို့ကတော့ဒီတန်းထောင်ကြီးတန်းတဲ့အရာအားလုံးကိုအခမဲ့ရလိုက်ပါတယ်ဒါသူတို့ရဲ့ပထမဆုံးမြတ်ပါပဲဒီယန္တနာတွေဟာသူတို့အတွက်ပိုင်ဆိုင်မှုဖြစ်သွားနိုင်ပါတယ် ။ဒါပြင်ဒီပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေဟာတာမန်လူတွေမဟုတ်ပါဘူး။မြန်မာနိုင်ငံထိတ်တန့်တတိကြီးတွေစီးပွားရေးလုပ်ငန်းရှင်ကြီးတွေထိတ်တန့်မှုပညာရှင်တွေပါသူတို့ရဲ့လက်ဖွဲ့ငွေဟာတာမန်နှုန်းထားတွေမဟုတ်ပါဘူးတယောက်တယောက်ကို30ကနန်း300ကနန်းနေလက်ဖွဲ့ချတာပါဒီပွဲမှာရတဲ့လက်ဖွဲ့ငွေ စုစုပေါင်းတစ်ခုတည်းတင်သိန်းထောင်ချီတန်လေးရှိပါတယ်ဒါကြောင့်ဟေးဝီယန်နဲ့စိုးပြေတစင်တို့ဟာမင်္ဂလာဆောင်ရင်သိန်းတစ်တောင်းကျော်မျက်ရသွားတယ်လို့ဆိုကြတာပါ ဒါနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တာကြောင့်ပါတခြားလူတွေပတ်စံကုန်ပြီးမယ်သူတို့ကတော့တန်ဖိုးရှိဆုံးတွေမှာအခမ်းအနားဆုံးဖြစ်ရတဲ့ပြင် အမျက်ငွေပါထွက်သွားတာပါပရိသတ်ကြီးရောတီပေါ်မှာဘယ်လိုမြင်ပါသလဲ comment မှာကိုယ့်အမြင်လေးတွေကိုဝေရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင် ရုတ်တရက်သိမ်းမောင်းတောင်းချီဆုံးရှုံးသွားတဲ့မင်းသားလွင်မိုးရဲ့နောက်ွယ်ကအကြောင်းရင်းပြည်သက်များအလုံးပဲမင်္ဂလာပါရှင့်မြန်မာနိုင်ငံရဲ့ထိပ်တန်းနှုပညာရှင်ကြီးတူနောက်ပိုင်းမှာထိပ်တန်းစီမိုင်းလုပ်ငန်းရှင်ကြီးတူဖြစ်အောင်မြင်နေတဲ့မင်းသားကြီးဦးလွင်မိုးကရုတ်တရက်ဆိုသလိုပဲငွေကြေးတန်ဖိုးသိမ်းပေါင်းတောင်းချီတန်ဖိုးရှိတဲ့ဆုံးရှုံးမှုကြီးတစ်ခုနဲ့ကြုံတွေ့နေရပါတယ်ပရိသတ်တွေအလုံးမဲတည်ကြတဲ့အတိုင်းပဲဦးလင်မိုးဆိုတာတခိတခါကမြန်မာရုံရှင်လောကမှာပရိသတ်တွေရဲ့နှလုံးသားကိုသိမ့်ပိုက်ခဲ့တဲ့ထိတ်တန်းမင်းသားကြီးတူပေါ့ သူရဲ့အမြင်မှုဟာအမှုပညာမှာပဲရက်တက်မနေခဲ့ပါဘူး။သူကစီးပွားရေးလောကတွေကိုဝင်ရောက်တဲ့အခါမှာလည်းတကယ်ကိုအကွက်မြင်နဲ့အဆက်အသွယ်ကောင်းတဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်နေရက်တည်နိုင်ခဲ့ပါတယ်။ သူရဲ့လုပ်ငန်း portfolio ကလည်းမသေးပါဘူးအထူးစီးပွားရေးဆောင် SCZ တွေမှာကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့နိုင်ငံသားကနေဈေးကြီးပြီးတင်သင်ရတဲ့လီလီပန်းစိုက်ပျိုးရေးလုပ်ငန်းကိုလည်းမြန်မာပြည်မှာအကြီးကျယ်အောင်မြင်အောင်လုပ်ပြနိုင်ခဲ့တဲ့သူပါဒီလိုမျိုးငွေဝင်တဲ့လုပ်ငန်းတွေအများကြီးတဲကမှသူအင်မတန်စိတ်အားထက်သန်ပြီးတော့ရင်ပန်းနဲ့လောက်ကင်တဲ့နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုရှိနေပါသေးတယ် ဒါကတော့မြန်မာနိုင်ငံတဝမ်းမှာအစီအမင်းရုပ်ရှင်ရုံတွေတည်ဆောက်တဲ့လုပ်ငန်းပါပဲ။ဦးလင်မိုဟာကိုရိုင်ကရုပ်ရှင်လောကသားတယောက်ဖြစ်တာနဲ့အညီဒီလုပ်ငန်းကိုအကျိုးအမြတ်တစ်ခုတည်းကြည့်ပြီးတော့လုပ်တာမဟုတ်ပါဘူး။မြန်မာရုပ်ရှင်လောကမှာပြန်လည်မြန်မာလာဖို့ပရိသတ်တွေအတွက်နိုင်ငံတကာအစီအမင်းရုပ်ရှင်ခန်းဆောင်မှုကိုရရှိစေဖို့ဆိုတဲ့စေတနာနဲ့အိမ်မက်ကိုအရင်ခံပြီးတော့မြို့ကြီးတွေမှာရုပ်ရှင်ရုံတွေကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။အခုနောက်ဆုံးမှာသူအကြီးမားဆုံးရင်းနှီးမြှုပ်နှံထားပြီးတော့ ရှယ်ယာအများဆုံးပါဝင်ထားတဲ့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်86လမ်းပေါ်ကမဟာအောင်မြင်အစင်းမြင့်ရုပ်ရှင်ရုံတကြီးကမကြသေးမီညနေပိုင်းကပဲမီးလောင်ပျက်စီးသွားခဲ့ပြီးဆိုတဲ့သတင်းစိုးကြီးထွက်ပေါ်လာခဲ့ပါတယ်။အခုခေတ်မှာအစင်းမြင့်ရုပ်ရှင်ရုံတရုံတိဆောက်ဖို့ကုန်ကြစေကတာမန်အစာအုပ်တလုံးစောက်တာနဲ့လုံးဝမတူပါဘူး။ဒါဟာနီးပညာနဲ့တန်ဖိုးကြီးပစ္စည်းတွေပေါင်းစပ်ထားတဲ့လုပ်ငန်းမှာနိုင်ငံတကာကနေတန်ဖိုးကြီးပေးတင်သွင်းရတဲ့ 4K HD projector set တွေ Dolby Atmos လိုမျိုးနောက်ဆုံးပေါ်အတန်းစနစ် တွင်ပရိသတ်တွေတသောတသာကြည့်ရှုနိုင်မဲ့ခင်မီထိုင်ကုန်တွေခန္ဓာရင်းအတွင်ပိုင်းအပြင်အစင်ဒီဇိုင်းတွေနိုင်ငံတကာအဆင့်မီမီးဘေးလုံခြုံရေးစနစ်တွေတောင်ရီအလုံးရဲ့အစုစုပေါင်းကုန်ကြမ်းစည်းကတိန်ပေါင်းတောင်းချီအနည်းဆုံးရှိမှာပါ။ ဒီရုံးရှင်ယုံကြည်ဟာဆောက်လုပ်တော့ပြင်စင်တော့မီးလောင်တာမဟုတ်ပါဘူးအားလုံးဆောက်လုပ်ပြီးစီလို့ဆက်ပစ္စည်းတွေအကုန်တက်ဆင်ပြီးလို့အခုလောက်ကောင်မှဖွင့်ပွဲကြီးခန်းခဏနာလုပ်တော့မယ်လို့ကြေညာထားပြီးတော့ဖွင့်ပွဲလောက်ခါနေရပ်ပိုင်းအလိုမှာမှဒီလိုမျိုးအဖြစ်ဆိုးနဲ့ကြုံလိုက်ရတာပါ ဆိုလိုတာကရင်းနှီးမြှုပ်နှံထားသမျှငွေကြေးတွေအားလုံးဟာအစောဦးထဲမှာအကုန်ရောက်နေပြီးတော့မကြခင်မှာပဲဒီငွေတွေကနေအကျိုးမြတ်တွေပြန်ရတော့မယ်လို့မျှော်လင့်နေတဲ့ချိန်မှာတညရဲနဲ့တခါရဲနဲ့အားလုံးပြာပုံဘဝကိုရောက်ရှိသွားခဲ့တာပါ။ ဒါဟာမင်းသားကြီးလွင်မိုးအတွက်အငွေကြီးအရာသိန်းပေါင်းတောင်းချီဆုံးရှုံးနေတာသွားရုံတင် မကပါဘူးကိုရိုင်းကအနုပညာသမားဖြစ်လို့ကိုရဲ့အနုပညာလောကတိုးတက်ဖို့မန္တလေးကပြည်သက်တွေအစစ်မင်မီကြီးရှုနိုင်ဖို့ဆိုတဲ့စေတနာတွေအိမ်မက်တွေပါတခါတည်းမိလောင်ပြည့်စည်သွားရတာကြောင့်တကယ်ကိုနှမျောစရာစိတ်မကောင်းစရာအဖြစ်ဆိုးကြီးတစ်ခုပါပဲ ဒီသတင်းကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ကရောမင်းသားချင်းလွင်မှုကြုံတွေ့လျရတဲ့ဒီကံကြမ္မာစုအတွက်ဘယ်လိုခံစားရပါသလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်